စီးပွားတက်အောင်နှက်ကမနိုင်တယ်လို့ဆိုရင်စီးပွားမကြအောင်လည်းနှက်ကပြန်ထိန်းချပေးနိုင်ရလိမ့်မယ်။မားတော့မနိုင်သေးတာပဲဗျာဒီထိန်းချဟောထိန်းချပေးနိုင်။အခုစီးပွားရေးတကယ်ကြတော့မှမင်းကံမကောင်းသေးလို့ကုသကံမကောင်းလို့စီးပွားရေးကြတာပါလို့ဆိုရင်ဟိုနတ်ကိုကပူဇော်လို့ရတယ်လို့အရှင်များပြောရပါတော့ တပည့်တော်တို့ဟိုစီဝါရီလောကမှာဆိုရင်တခါကြီးကျရင်ကို့ဖျားတော်မကြော့ဘုရားနတ်တွေကိုပဲပူဇော်ပြီးတော့သူစီဝါတက်အောင်လို့လုပ်တယ်တပည့်တော်ပြောနေတာဟိုဖျားထက်တပည့်တော်စာဖတ်ပါဖျားထက်ယုံကြည်မှုပို့သွားပြီပေါ့နော်ပို့သွားမယ်ဟိုတရာပေါ့နော်ကြီးညိုစီကတ်တာကြီးပဲပို့သွားမယ်ဆိုရင်တရဏဂုံညှိုးတယ်လို့တပည့်တော်ဖတ်ရပါဗျာအဲ့ကြတော့တပည့်တော်အတိနည်းနည်းမှားနေရလားဟုတ်ဟုတ်ဖျားထက်ပို့တာပေါ့ယုံကြည်မှုရှိရကွာတယ်လေဖျားကိုယုံကြည်မှုနဲ့နတ်ကိုယုံကြည်မှုကမတူတက်ဘူးသူက နောက်ကိုယုံကြည်တယ်ဆိုတာငါသူ့ကိုဒီလိုပူဇော်နိုင်လို့ရှိရင်ငါ့ဘဝတော့သူဆောင်းချောက်မှာပဲဆိုတဲ့ညှော်နှင်းချက်နဲ့သူကလှုပ်တာဘဝတစ်ခုလုံးအတွက်တန်တရာတစ်ခုလုံးအတွက်အာကိုရိုက်တစ်ခုနဲ့ယုံကြည်တာမဟုတ်ဘူးဘုရားကိုယုံကြည်ပုံကြတော့အဲ့လိုယုံကြည်တာမဟုတ်ဘူးဘုရားဟာငါတို့အတွက်အတုမရှိအနိုင်မရှိမြတ်စွာဘုရားပိဿုပံအကျိုးတမန်တော်အကျိုးအားလုံးကိုပေးဆွနိုင်တယ်မြတ်စွာဘုရားလို့ယုံကြည်တာနောက်ကိုအဲ့လိုယုံတာမဟုတ်နောက်ကိုကြတော့ငါတို့ရဲ့စီးပွားရေးတွေငါတို့ရဲ့အာရုံတွေအာဏာတွေကိုဟိုဆောင်းချောက်ပေးနိုင်လိမ့်မယ်လို့ညှော်နှင်းချက်နဲ့နောက်ကိုယုံကြည်တာယုံကြည်မှုရှိတဲ့တော်တော်ကွာပါတယ်နော်ကွာပါတယ်အဲ့မှာတပည့်တော်ပြောပြတော့အရှင်များပြောတယ်တပည့်တော်ပြော မင်းတို့ဖေရစီပွားရေးတောင်ငါတို့ဘာလုပ်ပေးနိုင်မှာမဟုတ်လို့လဲဆိုပြီးသူတို့ကွန်ပလိန်ပြန်တက်ဒါနားလည်မှုလွဲတာပါတကယ်တော့နက်ကလည်းစောင့်ကြပေးတာမဟုတ်ဖေရစောင့်တယ်တကယ်ကိုယ့်ရဲ့စေစနာကိုယ့်ရဲ့လှုပ်ဆောင်ချက်ပါပဲဥစ္စာတော့ယနေ့ပြောတယ်လေတကူကြီးဖေရတကူကြီးဖေရပြောကြတာလေဖေရတကူကြီးတာမဟုတ်ကိုယ့်ရဲ့စိတ်ကတကူကြီးတာတကယ်တော့ကိုယ့်ရဲ့မိုင်းပါဝါပဲဆိုတော့ဆွတောင်းပြဖေရသွားကြတာတကယ်တော့ဖေရဆွတောင်းပြတာမဟုတ်ကိုယ့်ကဆွတောင်းပြသွားတာဘာဖြစ်လို့လဲကိုယ့်ရဲ့ကံတွေကမြင့်သွားတာလေအဲဖေရအပေါ်မှာကိုယ့်ကအရင်ယုံကြည်မှုအားကဲပြီးတော့ပူဇော်လိုက်တယ်ဆိုရင်ကိုယ့်ရဲ့စေတနာကပြန်ကျိုးပေးသွားတာပဲ ဲ့ဒါဆိုတော့မြင်ဖြစ်သွားတာအဲ့တော့ထားတဲ့စေတနာပုံမူတည်တယ်ကိုကဒီဘုရားပေါ်မှာယုံကြည်မှုအားနဲ့တဲ့စေတနာနဲ့တဲ့ဆိုရင်အဲ့စေတနာကျိုးမပေးဘူးဒီဘုရားအလကားပါလို့စိတ်ကထင်သွားအလကားဖြစ်သွားတာပဲဒီဘုရားကတကိုးကြည့်ပါတင်တကိုးကြည့်သွားတာပဲတကယ်တော့ကိုရဲ့စိတ်ရဲ့ကဘလောက်ထိဒီပုံမှာဆွမ်းသတိမြင်တယ်လဲပုံမှာမူတည်ပါတယ်ကိုယ့်အိမ်ကဘုရားပေါ်မှာကိုကတကယ်တတ်တော်နေကြဘုရားကိုထားကြည့်အဲကိုယ့်အိမ်ကဘုရားတကယ်ဆုတောင်းပြီပဲအလိုတော်ဖြစ်ဘုရားပဲအဲ့ဒါနော်တကယ်ကိုတက်တော်နေကြဘုရားလို့ကိုထားနိုင်ပြီလားကိုကိုကြည့်လိုက်ထားနိုင်မယ်ဆိုရင်အဲ့ဒီဘုရားတကယ်အလိုတော်ဖြစ်ဘုရားပဲဘုရားပြည့်တော်မတော်တကယ်ကိုကပြည့်သွားတာပါနော်ပြည့်သွားတာပါ တပီတော့လေငငယ်အားဆိုရင်စီးပွားရေးလို့တော့အဲ့လိုနတ်တွေကိုအရင်ဖီးဖြစ်ခဲ့ဘူးပဲဗျာနောက်ပိုင်းလဲကြပြီးတော့တရားဓမ္မတွေလည်းလေ့လာပြီးနောက်ပိုင်းနတ်တွေလုံးဝမကြောတဲ့အချိန်မှာဒီယဟန်အတန်းဒီဖရာရဲ့ဖရာကိုကြည်ညိုတဲ့တရားကလည်းဟိုကို့အထောက်ကူပြုတယ်ဆိုတာလေးကိုလည်းတပီတော့သိစေချင်တာပါဗျာသူကနတ်ကိုမကိုးခွယ်လို့လည်းမပူဇော်လို့လည်းမမှန်ဖြစ်ပါဘူးဒါကိုရိုးရစင်တာလောက်ကြတာလေဟိုနတ်ပူဇော်တဲ့ဟာကလည်းတကယ်တော့စာထဲမှာလည်းရှိတယ်ပြဿနာဖရာကခုနခေါ်တာရှိတယ်ပေါ့အဲကြောင့်ဦးစင်က ဟိုသဘောတရားရတော့ဒါပြည့်မရှိဆိုပြောပြတာပါဒါပေမဲ့ဘုဒ္ဓနိလန်းကြတော့ဒါပူဇော်လည်းဘာမှမဖြစ်ဘူးလုံရင်ကတော့သူတို့ကိုအမြဝေဝေဖို့ပဲသူတို့ကိုကုသကောင်းမှုလုပ်တိုင်းဖိတ်ခေါ်ပြီးအမြဝေဝေပေးနော်ဆိုရင်ဒါသူတို့အလိုရှင်ဆုံးအရာပဲဒါကနော်ဟိုဒီ net ပူဇော် net ကိုပူဇော်တယ်ဆိုတာဥစ္စာကဥစ္စာဓမ္မပဒထဲမှာဟိုသင်မွေးတဲ့လူသိမှာလေကာလယခင်နေဝိတုနော်ကာလယနေဝိတုမှာဆိုရင်ဟိုတန်တရာတစ်ချောင်းလုံးရံညှို့ဖွဲ့လာကြတော့နှစ်ယောက်သားလေနောက်ဆုံးတယောက်ကဘလူးမဖြစ်တယ် တယောက်ကအမျိုးသမီးတယောက်ဖြစ်တယ်အဲ့တော့အဲ့ဒီဘဝမှာမင်းစွာဘုရားနဲ့တွေ့ပြီးနောက်ပိုင်းမှာသူတို့ပြန်ခင်သွားကြတယ်ဒီ net blue man နဲ့အမျိုးသမီးတယောက်ဟာပြန်ရှိခင်သွားကြတယ်အဲ့တော့ blue man ကသူကတောတာပန်တည်သွားတယ်ဘလို့ net blue သူက net blue ဆိုတော့တောတာပန်ဖြစ်သွားတာဘုရားတရားနာပြီးတောတာပန်ဖြစ်သွားတောတာပန်ဆိုတော့သူများအသားသူမတက်တော့ဘူးလေယူယူ blue ဆိုတော့သူများတန်ရတော့မှာအဲ့ net blue ဖြစ်သွားတော့သူတပါးအသားမတက်တော့ဘာလို့ဘာလုံသွားပြီသူတော့သူ့မှာစားတော့ဖို့နည်းနည်းခတ်သွားတယ်ခတ်တယ်မင်းစွာဘုရားကဒီ blue man ကိုဟို ီအမျိုးသမီးလေးကိုပြောလိုက်တယ်အမျိုးသမီးအနေနဲ့ဒီဘလူးမားကိုအိမ်ခေါ်သွားလိုက်ပါအိမ်မှာသူ့ကိုဆက်ချောက်ပေးလိုက်ပါလို့ဖခင်ကခိုင်းလိုက်တာအဲဘလူးမားကိုလေအမျိုးသမီးလေးကဘလူးမားအိမ်ခေါ်သွားတယ်အိမ်မှာသူ့ကိုဒီခေါင်းပုံးပေါ်ထားထားတယ်သူဘလူးမားကိုခေါင်းပုံးပေါ်ထားထားတာပေါ့ဆိုတော့ထားပြီးတော့သူကအဲလိုနတ်သမီးသူ့ကိုနည်းနည်းကျွေးမွေးတာပေါ့ဘလူးမားကိုဒီသူတို့သင်္ဘောအစားအစာတွေပေါ့ကျွေးမွေးတာပေါ့အဲ့ဒါကိုပဲပူဇော်တယ်လို့ခေါ်ရင်ခေါ်ပေါ့ဒါမျိုးပြောတာအဲ့တော့သူ့ကိုကျေးဇူးပြုတဲ့အခါဘလူးမားလည်းပြန်ဆက်ချောက်ပေးတယ် ဘလို့ဆိုတော့အာဒီနေ့မိုးကောင်းမယ်မိုးမကောင်းဘူးပြောပြပေးတယ်ဘလူးမအဲ့လိုမျိုးတွေရှိတယ်တော်ပေါ့လားအဲ့ဒါဒီနေ့ခင်ကအဲ့ဒါတွေဆင်းသက်လာတာတကယ်တော့အဲ့တော့ဘလူးအဲ့ဒီသောတာပန်ဘလူးမကိုအဲ့မျိုးသမီးလေးကအိမ်မှာထားပေးထားတယ်ပြင်သူကပူဇော်ပတ်တာတယ်ကျွေးမွေးတာပေါ့နော်ပူဇော်ပတ်တာကျွေးမွေးတာပေါ့အဲ့တော့ကျွေးမွေးတဲ့ကြောင့်ကျေးဇူးများတယ်ဆိုတော့သူ့ကိုသူကဒီနေ့မိုးများမယ်တဲ့ကြောင့်စဘာကိုဘလူးဆိုင်ပါဒီနေ့မိုးနေမယ်ရေကိုဘလူးလောင်းပါဆိုတော့အများနဲ့တရင်ပေးတယ်အဲ့တော့သူများတွေမှာလေယာတွေကမဖွင့်ပြိုးဘူးအဲ့ဒီအိမ်မှာအများနဲ့လေယာတွေကဖွင့်ပြိုးနေတယ် မိုးခေါင်ခေါင်ရေချာချာရေကြီးကြီးသူ့လေခွန်းတွေကအကုန်ကောင်းနေတယ်။ဟုတ်လားလူတွေလာမေးချာစိတ်မစားတော့ငါတို့ဒီမှာစဘာတွေမဖြစ်ဘူးနင်းကဘယ်လိုဖြစ်တာလဲဆိုတော့တော့ပြောပြတာငါမှဒီလို blue တရားတကောင်ရှိတယ်။ငါဒီလိုပူဇော်ပတ်တာလဲဆိုတော့အဲ့ငါတို့လည်းမရဘူးလားဆိုလာပြီးတော့ပူဇော်ပတ်တာချက်ဝိုင်းပြီးတော့အဲ့ blue မအောင်။အင်းဒီနိုင်ချင်းတွေကလည်း blue ကိုလာပြီးပူဇော်ပတ်တာကြတယ်။အဲ့ blue မကလည်းအဝါဝိုင်းဆက်ချောက်ပေးတယ် blue မကလည်းအဲ့လိုမျိုးပေါ့။အဲ့လိုကနေဆလာလာအီးကိစ္စတွေရ။အဲ့လိုပါနော်အဲ့လိုပါအဲ့လိုပါ။စီးပွားတက်အောင်နှက်ကမနိုင်တယ်လို့ဆိုရင် စီးဝါမကြအောင်လဲလက်ကပြန်ထိန်းထားပေးနိုင်ရလိမ့်မယ်။မားတော့မားနိုင်သေးတာပဲဗျာဒီထိန်းတာဟာကိုထိန်းထားပေးနိုင်။အခုစီးဝါရေးတကယ်ကြတော့မှမင်းကံမကောင်းသေးလို့ကုသကံမကောင်းလို့စီးဝါရေးကြတာပါလို့ဆိုရင်စီးဝါတက်စင်တော့ကလည်းပဲကုသကံကောင်းလို့တက်တယ်လို့ပဲယူရမယ်နတ်မလို့မဖြစ်နိုင်ဘူး။လာတာအတူဆုံးအချင်းဆုံးရှင်းဆုံးပဲ။အဲ့တော့နတ်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တော်တော်များများပြောဖို့ပါတယ်နော်။အသေးစိတ်ပြောဖို့လည်းတပါးချင်းရော။အခုလူဝင်ပူးပြီးပြောတယ်ဆိုတာလဲနတ်ပြည်၆ထပ်ကနတ်တွေမဖြစ်နိုင်ဘူး။ ဟုတ်လည်းမဟုတ်ဘူးဒီ38မိနစ်တည်းကတခုခုဖြစ်မှာပေါ့ဝင်ပူးပြီးတော့ပြောတာလေဆိုတာတွေပါနော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့38မိနစ်အကြောင်းလည်းကျွန်တော်တော်တော်ပြောပြီးပြီဒီမှာတော့ကျွန်တော်ရှိမရှိတခုလေးပဲကျွန်တော်ထောက်ပြမယ်အဲ့တော့38မိနစ်သောနတ်တွေကိုကြည့်လိုက်ရင်လူတွေနဲ့ family ရာဖြစ်တာကအနည်းစားဆုံးကတော့အိန္ဒိမင်းမဟာဂီရီပေါ့ဗျာလူတွေရဲ့ဘုရားဘာသာကြီးရဲ့ခေါင်းရင်းတောင်းမှာဟာလားအိန္ဒိနဲ့ဝန်ကြီးဆွဲတဲ့ဟာပေါ့ကျန်တဲ့ဘုဘာမဲတော့ညာမဲတော့ဟိုဟာတွေကတော့လူတိုင်းနဲ့သိချင်မှသိကြပါအကုန်လုံးလည်းရှိဘူးအိမ်မှာရှိနိုင်တဲ့အများဆုံးဟာအဲ့ဒါပဲ အင်းနဲ့မင်းမာဂီရီပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းလေးကျွန်တော်ရှိပရှိတခုပြောရင်ကျန်တဲ့နတ်တွေအကုန်ပါဝင်ပြီးသားပဲပညာသမုဒ္ဒရာရေရငန်းနေဆိုတာအကုန်လုံးလိုက်တောက်စရာမလိုကန်းစက်နာဂျာနဲ့တူးကြည့်လိုက်ပြီးတာပဲတူတူပဲထုံနည်းလကောင်းအဲ့တော့အဲ့အင်းနဲ့မင်းမာဂီရီရဲ့ဇက်ကြောင်းလေးကြည့်ရင်သူကတကောင်းရစုံဝင်မှာပါတယ်ကျွန်တော်အသေးစိတ်မပြောဘူးနော် point လေးပဲပြောမယ်တကောင်းရတယ်မှာလွန်ခဲ့တဲ့နှစ်ထောင်ကျော်ပြောเนาะတထောင်ကျော်ကာလကမင်းပြမင်းတန်တက်ပြီးတော့ဘုရင်သက်ပြီးသေးတဲ့ဟာတွေပေါ့အသေးဆုံးနဲ့သေးတဲ့ဟာပေါ့เนาะ အနတ်စင်းဖြစ်တယ်ပေါ့ဗျာဒါပြင်အဲ့ဒီနတ်ကိုကျွန်တော်တို့ကရှိမရှိကြည့်ရမယ်ရှိမရှိဆိုတာကဘာကြောက်လဲလို့ဆိုတော့တို့နတ်ဖြစ်သွားတာတော့ဟုတ်ပြီမြန်မာနိုင်ငံမှာမြန်မာနိုင်ငံသူနိုင်ငံသားလူကြီး58ဇန်းလောက်ရှိတယ်58ဇန်းသောဗုဒ္ဓဘာသာဝင်နေရတို့ရဲ့အင်္ဂန်ကောင်းရင်မှာအဲ့ဒါရှိတယ်ပေါ့ထားပါတော့ရှိတဲ့ကမှာနေ့စဉ်ဘုရားရှိခိုးကြတယ်တရားထိုင်တယ်ဟလာပတိစိတ်တယ်နောက်စွန့်ရင်ကျန်ရှိဟိုကတ်တယ်ပေါ့ဗျာကောင်းမှုကုသိုလ်ပြုတိုင်းကျွန်တော်တို့အမြတမ်းပေးဝေးတယ်သဗ္ဗေသတ္တပါဏအကုန်လုံးပေါ့ အဲ့တော့58တန်းသောပုဂ္ဂိုလ်တွေဟာနှစ်ပေါင်းထောင်ချီကြအောင်အမြတ်တမ်းနေပြေးဝင်ရင်ဒီပုဂ္ဂိုလ်တွေတကယ်လို့အင်္ဂန်ခေါင်းရင်းမှာရှိတယ်လို့ဆိုရင်သူတို့ဓာတုအနုမောဒနာခေါ်ရင်ကျွတ်တန်းဝင်တာပေါ့ဒီမှာတေသူအတွက်ကြီးမှန်းပြီးတော့ဆုံးကတ်တာတော့မှဓာတုခေါ်နိုင်ရသွားသေးတာပဲလေအဲ့တော့ထောင်ချီပြီးတော့တရက်မဟုတ်နှစ်ရက်မဟုတ်ပေါ့နော်နှစ်ပေါင်းရာမဟုတ်ထောင်ချီပြီးကောင်းမှုကုသိုလ်ပြုရစာသင်လိုက်တွေလည်းပြုတာပဲနော်ဟိုပါလေလဲလက်စာတွေလည်းပြုတာပဲရဟန်းတော်တွေသူတို့ကျွတ်သွားပြီပေါ့ကျွတ်သွားရင်ရှိပါမလားမရှိရင်ကျွန်တော်တို့က ိတ်ပြီးတော့နှလုံးသွင်းစရာမလိုဘူးလေနတ်နဲ့ပတ်သက်လို့နော်အဲ့ဒါလိုမှမဟုတ်လို့ဦးဆန်းလင်းကရှိတယ်ဗျာကျွန်တော်အခုဝင်ပူးခိုင်းရမလားလားတယောက်စုံတယောက်ကိုနော်ဒီမိမကြီးရှိတယ်ရှေ့ကရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကဘယ်လိုနှလုံးသွင်းမလဲဒီလောက်နေပေါင်းထောင်ချီကြအောင်ကောင်းမှုကုသိုလ်တွေ58တန်းသောပုံကိုယ်တွေဒီလောက်နေရောညာရောလို့လို့ကောင်းမှုကုသိုလ်တွေပေးလို့အမြတ်တမ်းပေးဝေးနိုင်အောင်သာဓုမခေါ်နိုင်ဘူးဆိုရင်ခေါ်ပြန်တော့လည်းမကြွဘူးလို့ဆိုရင်ဒီကောင်းနေတော်တော်အကုသိုလ်ကြီးတဲ့ကောင်တွေပဲအကုသိုလ်ကြီးလို့မကြွတာပဲ အခုဆိုကြည့်တဲ့ပုံကိုယ်တွေကိုကျွန်တော်တို့ကဆက်ပြီးပါစဉ်းစားကြရလို့လေသူတို့ကမြတ်စွာဘုရားရှင်ရဲ့အသေဝနာစပါဠိနံလို့ခေါ်တယ်ပါဠိနံသူမိုက်ကိုရာအသေဝနာစအကျင့်မမှီဝဲမစိကတ်ခြင်းကြီးလေခေါ်ဗာလပန္ဒိတသုံးပါသူမိုက်ကြီးဘေးရန်ကြီးအန္တရာယ်ရှိပူဆွေးမှုရှိရတဲ့ဒုစင်တိတစင်တိဒုပါတိတပါတိဒုက္ခရတကမ္မကာရီသူမိုက်မှာလက္ခဏာ၃ပါးရှိတယ်ကြံစီလိုက်မှဖြစ်မဟုတ်တာကြီးပဲပြောလိုက်မှဖြစ်တလွဲပဲလုံမရရင်ပြတခြားပဲပေါ့နော်အဲ့တော့အဲ့ဒါလိုနှစ်ချက်နဲ့ကြည့်လိုက်ရင် ရှိမရှိဘူးဆိုရင်လည်းပဲဘာမှထားကြမလို့နှလုံးသွင်းကြမလို့သူတို့နဲ့ပတ်သက်ကြမလို့ဘူးပေါ့။ကာညာဝိရိယရှိရပဲနော်ပြောဘုရားဟောတာလား။ရှိတယ်ဆိုရင်လည်းအခုဒီလောက်ကြီးနေတဲ့ပုံစံတွေနဲ့ဘာဆက်ဆံစရာလိုလဲနှလုံးသွင်းစရာလိုလဲဒါကြောင့်ဒီဖြေကိုကျွန်တော်ခုနပြောတာစီးပွားတက်အောင်အဲ့ဒီနတ်မနိုင်တယ်လို့ဆိုရင်စီးပွားမကြအောင်လည်းသူပြန်ထိန်းပေးနိုင်ရမယ်အခုစီးပွားကြတော့မှကုသကံမကောင်းလို့မမနိုင်ဘူးဟုတ်လားအခုချိန်မှာဖြစ်တယ်လို့ဆိုရင်စီးပွားတက်စင်တော့ကလည်းကုသကံကောင်းလို့တက်တာပဲဖြစ်မယ်သူမလို့မဖြစ်ဘူးလို့ဒါလွယ်လွယ်လေးပဲကျွန်တော် เนาะအကျဉ်းချုပ်ဒီလိုလေးပဲဖြေကြပါတယ်